တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းအီဂျစ်နိုင်ငံအတွက်ဆူတောင်းပါထွံ့မြောက်ရာကျမ်းအခန်းကြီး32အငယ်31မှ32ထိုးညချင်းတွင်မောရှိနှင့်အာရုံကိုခေါ်တော်မူလျှင်သင်တို့မှစ၍ဣသေးလအမျိုးသားတို့ထ၍ငါလူစုတဲကထွက်သွားကြတော့ ်သင်တို့တောင်းသည့်အတိုင်းထာဝရဘုရားအားတွား၍ဝတ်ပြုကြလောသင်တို့တောင်းသည့်အတိုင်းသိုးနွားများကိုယူ၍တွားကြလောငါကိုလည်းကောင်းကြီးပေးကြလောဟုမိတ်တော်မူ၏အာမင်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖထာဝရဘုရားကြီးမြတ်သောနာမတော်ကိုအကျွန်ုပ်တို့ချီးမွမ်းပါ၏ ျွန်ုပ်တို့သည်အီဂျစ်နိုင်ငံအတွက်ဆူတောင်းကြပါ၏ထိုနိုင်ငံသည် အဖအီအမျက်တော်မှကင်းလို့ရန်သူတို့၏အပြစ်များကိုဝင်ချတောင်းပန်လျက်အတနာတော်ခံကြပါ၏ထိုအီဂျစ်နိုင်ငံသားများသည်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ရန်နှင့်ယုတ်ထုစင်တုများကိုးကွယ်ခြင်းမှလွတ်မြောက်ကြရန်သူတို့အားဝိညာဉ်မျက်စိကိုဖွင့်ပေးတော်မူပါဘာ အစိုးရသည်ဝိညာဉ်တော်အားဖြင့်ကြောင်နှလုံးသားမှ အသားနှလုံးသားအဖြစ်ပြောင်းလဲ၏နှိမ့်ချစွာနှင့် ကိုရော့ထံတိုးဝင်ချင်းကပ်နိုင်ကြသောခေါင်းဆောင်များဖြစ်ရန်ရေချောင်းကဲ့သို့သူတို့၏စိတ်နှလုံးကိုလှည့်စင်တော်မူပါပါအသင်းတော်သည်လည်းပျောက်ဆုံးဝိညာဉ်များစွာကိုရိတ်သိမ်းရသော ကောင်းကြီးနှင့်ပြည့်ဝလျက်ဖျားသခင်၏အလိုတော်ကိုစောင့်နိုင်ရန် ဉာဏ်ပညာကိုပေးသနာတော်မူပါပါသာသနာတော်၌အမှုဆောင်နေသော အသင်းတော်ရှိအမှုတော်ဆောင်များသည်တန်ရှင်းသောဝိညာဉ်တော်ဤတကူကိုခံရသည်လေလူများစွာကိုဖျားသခင်နိုင်ငံတော်ထဲသို့ခေါ်သွင်းနိုင်ရန်အဘွေနမိတ်လက္ခဏာများပြု၍ရဲရင့်ပြတ်သားစွာခရစ်တော်၏အင်းဝင်ကြီးလိတည်င်းကိုဟောပြောတည်တည်ခံခြင်းဖြင့် အမှုတော်သာသနာသည် တိုးတက်နှံ့ပြားစေပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်